ီကနေ့ဆီးရီးယားပြည်သူတွေဟာသူတို့ရဲ့အနာဂတ်ကိုပုံဖော်မဲ့ပါလီမန်အသစ်အတွက်မဲပေးခွင့်ရခဲ့ကြပြီမြဲဒါဟာကျွန်တော်တို့သိနေကြတရရွေးကောက်ပွဲမျိုးတော့မဟုတ်ပါဘူးဒီရွေးကောက်ပွဲဟာအတွေ့အဝိုက်ရွေးကောက်တဲ့စနစ်ကိုအသုံးပြုထားပါတယ်ပါလီမန်အမတ်နေရာ230တဲကသုံးပုံတစ်ပုံကိုဒေသခံကော်မတီတွေကရွေးချယ်ခဲ့ပြီးကျန်တဲ့သုံးပုံတစ်ပုံကိုတော့ဂျာပြတ်သမရာအရှာရာကတရရခန့်အပ်မှာဖြစ်ပါတယ်သမရာအရှာရာကတော့ဒါကိုလက်ရှိအခြေအနေနဲ့ကန့်ညီတဲ့တမိုင်းဝင်အခိုက်အတန့်လို့သုံးနှုန်းခဲ့ပြီး ိုင်ငံပြန်လည်တိဆောက်ရေးအတွက်အရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်လို့ဆိုပါရယ်ဒါပေမဲ့အားလုံးကတော့ဒီအပေါ်မှာအကောင်းမြင်နေကြတာမဟုတ်ပါဘူးဒါဟာရွေးကောက်ပွဲမဟုတ်ဘူးရွေးချယ်ပွဲသာဖြစ်တယ်လို့လူ့အခွင့်အရေးအဖွဲ့တွေကပြင်းပြင်းထန်ထန်ဝေဖန်နေကြပါရယ်အကြောင်းရင်းကတော့ရွေးကောက်မဲ့ကော်မတီတွေကိုယ်တိုင်ကသမရကခန့်အပ်ထားသူတွေဖြစ်ပြီးအာဏာအလုံးသမရရဲ့လက်ထဲမှာပဲစုစည်းနေမှာကိုစိုးရိမ်နေကြတာပါဒါအပြင်ကာတနယ်ဒရူးလူမျိုးတွေထိန်းချုပ်ထားတဲ့ပြည်နယ်၃ခုမှာရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတာကြောင့် ားလုံးကိုကိုးစားပြုနိုင်မှာမဟုတ်ဘူးလို့ထောက်ပြနေကြပါတယ်။ပြည်သူတွေရဲ့အတန်ကိုနားထောင်ကြည့်တဲ့အခါမှာလဲသဘောထားတွေမှာအများစုကအပြောင်းလဲကိုတစ်ခုခုတော့ဖြစ်လာနိုင်တယ်လို့မျှော်လင့်နေကြပါတယ်။အခုရွေးချယ်လိုက်တဲ့ပါလီမန်သစ်ရဲ့အဓိကတာဝန်ကတော့နိုင်ငံအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကိုရေးဆွဲပြီးနောက်တစ်ချိန်မှာပြည်သူအလုံးပါဝင်တဲ့တရက်ရွေးကောက်ပွဲကျင်းပနိုင်ရတဲ့ပြင်ဆင်ဖို့ပါပဲ။ဒါကြောင့်ဒီပါလီမန်သစ်ဟာဆီးရီးယားနိုင်ငံရဲ့အနာဂတ်အတွက်အစီအမံတကားဖွင့်ပေးနိုင်မလား။ဒါမှမဟုတ်အာနာရှင်စနစ်အသစ်ရဲ့ အစာပြုံးမှုတစ်ခုဖြစ်လာမလားဆိုတော့ကိုတော့ကဘာကစောင့်ကြည့်နေရအောင်မှာဖြစ်ပါတယ်